ဂရိမဟော့တိမ်မှာကွယ်လွန်သွားတဲ့ခင်ပွန်းတဲ့နဲ့တမိလေးတွေအတွက်တရဏဘောင်နဲ့ဝင်သွားတဲ့မနင်းနေ့ရွှေပရိသတ်များလုံးမဲမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ပွန်းတဲ့နဲ့တမိလေးတွေအတွက်အလှလို့အပြေးမှာတရဏဘောင်နဲ့ကိုဝင်ရောက်ပြီးတော့မေဒီလာရှင်လှုပ်သွားတော့မှဖြစ်ကြောင်းပြောလာတာကတော့မနင်းနေ့ရွှေဖြစ်ပါတယ် မန္တလေးရွှေကရန်ကုန်မြို့ကဖြစ်ပြီးတော့ငလင်မလုတ်ခင်မှာတော့ခင်ပေါ်တဲ့နေအတူစစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနေရသည့်အားလဲရဲ့ကလေးတွေကြောင်းပိတ်တဲ့ချိန်မှာမန္တလေးနဲ့ပြည်ဦးလင်မြို့ကိုသွားလေဖို့အတွက်မန္တလေးမြို့ကနာမည်ကြီး Great World Hotel မှာတဲကုန်နေစဉ်မတ်လ28ရက်နေ့မှာငလင်ကြီးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ငလင်တန်ကျောင်းမန္တလေးမြို့ကဂရေဝေါ်ဟိုတယ်ကြီးပြိုကျမှုမှာမနင်းနေ့ရွှေကလွတ်မြောက်သွားခဲ့ပေမဲ့ခင်ပွန်းတဲ့တမီလေးနှစ်ယောက်နဲ့အိမ်အကူကလေးလေးတစ်ယောက်စွတ်စွတ်ပေါင်းကလေး၃ယောက်နဲ့လူကြီးတစ်ယောက်ကဟိုတယ်ပြိုကျမှုတွေမှာပြိမိသွားခဲ့ပါတယ်။အစောပိုင်းမှာတော့မနင်းနေ့ရွှေရဲ့ခင်ပွန်းနဲ့ကလေးမလေး၃ယောက်ဟာဟိုတယ်ထဲမှာအသက်ရှင်လျက်ပြိမိနေကြောင်းတရင်တချို့အရာကြောင့်မနင်းနေ့ရွှေကဂရေဝေါ်ဟိုတယ်ရဲ့တာဝန်ရှိသူတွေကိုအမြန်ဆုံးကယ်ဆယ်ပေးဖို့အတွက်မီဒီယာတွေကနေတစင်စော့ဩပေးခဲ့ပါတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကယ်ဆယ်ရေးတွေနောက် ကြာနေခဲ့ရပါဒါကြောင့်လေငလင်လုတ်ပြီး73ရက်အကြာမှဒါမနေနေရွှေရခင်ပွန်းတဲ့နဲ့တမိနှစ်ယောက်အိမ်အကူကလေးမလေးတို့ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ရတာဖြစ်ပါတယ်။မနေနေရွှေရခင်ပွန်းတဲ့နဲ့ကလေးမလေး၃ယောက်ဟာဒဏ်ရာဒဏ်ချက်မရှိဘဲနဲ့တိတ်ဆုံသွားတာကြောင့်အသက်ရှင်လျက်ပိတ်မိနေပြီးတော့တိတ်ဆုံသွားရတယ်လို့ကောက်ချက်ချလို့ရပါတယ်။မနေနေရွှေကတော့ပို့ပြီးတော့တောင်မှစိတ်မကောင်းဖြစ်သွားခဲ့ရပါ ဒါပေမဲ့လည်းမင်းနင်းရှိကသမီးလေးနှစ်ယောက်ဟာကြောက်အားလန့်အားနဲ့မဟုတ်ပဲဖခင်ကြီးကဖတ်ထားပြီးတော့ငင်းငင်းကြမ်းကြမ်းနဲ့ထွက်သွားရတာဖြစ်လို့စိတ်ကိုဖြေသာရလို့ဆိုပါတယ်။အခုခါမှာတော့ငလင်လောက်ကမင်းနင်းရှိတယောက်ခင်ပွန်းတဲ့နဲ့သမီးလေးကိုဆုံရှုံသွားရတာကတော့တလားပြည့်ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်းမနေ့နေ့ရွှေကတော့ထွက်ခွာသွားရတဲ့တမီးလေးနဲ့ခင်ပွန်တဲ့ကိုတနေ့မှမေးလို့မရသေးရပါအထူးသဖြင့်တော့မနေ့နေ့ရွှေကခင်ပွန်တဲ့နဲ့တမီးလေးတွေဟာနေမကောင်းဖြစ်လို့ပြုစုပြီးမှထွက်ခွာသွားရတာမျိုးမဟုတ်ပေအနာဂတ်တွေကိုစီစဉ်နေတုန်းမှပဲရုတ်တရက်ကြီးခွဲခွာသွားရတာကြောင့်ပုံပြီးတော့ခံစားရတာဖြစ်ပါတယ်အခုခါမှာတော့မနေ့နေ့ရွှေကခင်ပွန်းတဲ့ရဲ့အလုတ်ခင်ပွန်းတဲ့တက်ခဲ့တဲ့အကြောင်းနဲ့အတူသမီးကြီးတက်ခဲ့တဲ့အကြောင်းတွေမှာအလူလုံနေရပါ ဒါအပြင်မကြခင်အချိန်မှာလည်းတမီးငယ်တက်ခဲ့တဲ့အကြောင်းမှာအလှလုတ်သွားဖို့ရှိရလို့ဆိုပါတယ်ဒီလိုမျိုးအလှလုံရတာကလည်းတမီးလေးတွေနဲ့ခင်ပွန်းတဲ့ကမကြွမလွတ်ဖြစ်နေမှာဆိုပြီးအိမ်မက်ပေးလို့မဟုတ်ဘဲနဲ့မနေနှင်းရွှေကအလှလုံပေးချင်တာကြောင့်ဖြစ်ပါတယ်။ဒါအပြင်မနေနှင်းရွှေကိုယ်တိုင်ကလည်းတရဏဘောင်လေးကိုတလဝင်ရောက်သွားမယ်လို့ဆိုပါတယ်။မနေနှင်းရွှေကအရင်ကတည်းကမေတီလာရှင်ဝိမယ်လို့စိတ်ကူးခဲ့ပူပါတယ်။ ဒါပေမဲ့လည်းနေရွှေညာရွှေနဲ့လုံမိခဲ့ရအောင်အခုခါမှာတော့ရုတ်တရက်ချက်ချင်းခင်ပွန်းတဲ့နဲ့ချစ်ရတဲ့သမီးလေးနှစ်ယောက်ကိုဆုံးရှုံးသွားပြီးရဲ့နောက်မှာမနေနေရွှေကဘယ်အရာမှမတည်မြဲဘူးမနှက်ပြန်ဘာဖြစ်မယ်ဆိုတာမှမသိလို့ဘာသာရေးဘက်ကဝဲပို့လို့ဖြစ်တော့မယ်လို့ဆိုခဲ့ပါတယ်။မနေနေရွှေကသူမတဖို့အလုံးမှာအလူတန်းတွေလောက်ကသမီးလေးနှစ်ယောက်နဲ့ခင်ပွန်းတဲ့ကိုလွမ်းဆွတ်တရရသွားမယ်လို့ဆိုပါတယ်။ မနေ့နေ့ရွှေရ Great Wall Hotel ပြောကြားမှုမှာမိသားစုဝင်တွေကိုပဲဆုံရှုံခဲ့ရတာမဟုတ်ပဲအရေးပွင့်ကြောက်စိမ့်တုံးတွေပါဆုံရှုံခဲ့ရတာပါ ဒါပြင် Grey War Hotel ရဲ့ကယ်ဆယ်ရေးနောက်နေမှုကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမနင်းနေ့ရွှေကသူတို့မိသားစုပိုင်ဆိုင်တဲ့ယတနာတွေကိုရှာထားတဲ့လူတွေလိပ်ပြာလုံးပါစီလို့ပြောတယ်လို့ Grey War Hotel ကပေးတဲ့နေနာကြီးကိုလည်းမယူခဲ့ဘူးလို့ပြက်သားစွာပြောလိုက်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော Grey War Hotel ပြိုကျမှုမှာအသက်ဆုံးရှုံးသွားရတဲ့ခင်မုန်းတဲ့နဲ့သမီးလေးတွေအတွက်တရဏဘောင်တွေကိုဝင်ရောက်သွားမယ့်မနင်းနေ့ရွှေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။